ိုဝင်နဲ့လာမပြည့်သေးခင်အာထွာဆောင်ရက်ကြီးရမှာအမောပုံစံလေးပြနေလို့အယံဝန်းတာနေရဲ့ပိုးကြဖြူခင်မင်္ဂလာပါပြိတ္တကြီးရေဒီတခါမိတ်ဆွေတို့ကိုပြောပြပေးမဲ့အကြောင်းအရာလေးကတော့အမွာကိုဝင်လေးကိုလွှဲထားရတဲ့ရွှေတွင်းရွှေဆိုင်ပိုင်ရှင်ကိုထွန်းရဲ့အမျိုးသမီးမင်းသမီးပိုးကြဖြူခင်အကြောင်းလေးရဲ့ဖြစ်ပါတယ်အမွာကိုဝင်လေးလွှဲထားရတဲ့အကြောင်းပြိတ္တတွေကိုတတိပေးလာတဲ့ပိုးကြဖြူခင်ဒါနဲ့ဆိုရင်ဒုတိယမြောက်ကိုဝင်လွှဲထားရတာလည်းဖြစ်ပါတယ်ပိုးကြဖြူခင်နဲ့ခင်မုန်းဖြစ်သူတို့ဟာ ယတနာဆိုင်ဖွင့်လက်ထားပြီးအိမ်အောင်ကြပြီးတဲ့ကအမှုပညာလုပ်တည်နေလဲအလံဝင်းနေသူဖြစ်ပါတယ်။သူမဟာရခုကိုဝင်၆ပတ်တဲမှာရှိနေပြီလို့လဲသူမရဲ့ပြိတ္တတွေကိုဝန်သာစရာသတင်းမျှဝေထားပါဗျ။နောက်ကလေးထက်လိုချင်နေရဲ့အကိုထုံးနဲ့ပိုးကြဖြူခင်တို့ရဲ့ဒုတိယရင်သွေးရဖို့စိတ်ကူးရင်အိမ်မက်ကတော့ပြည်သွားပြီပဲဖြစ်ပါတယ်။ MRDB ဖိုးရုပ်ရှင်မင်းသမီးတွေရဲ့မှာအိမ်အောင်ရေးကန်ကောင်းပြီးအချစ်ခံရဆုံးမင်းသမီးဆိုလဲမမပါဘူး။ကလေးသုံးယောက်ရဲ့အဖေမူဆိုးဖို့ကိုယူခဲ့ရလို့ ဝေဖန်မှုတွေနဲ့ခံခဲ့ရပေမဲ့ဘိုးကြဖြူခင်ရဲ့ဘဝကတော့ရွှေပေါ်မြတင်ဖြစ်ခဲ့တာပါအမှုပညာရှင်လောကမှာအောင်မြင်ကြော်ကြားနေခြင်းအိမ်အောင်ပြုခဲ့တာလည်းဖြစ်ပါတယ်။မကြာမီကလေး၅ယောက်ရဲ့မိခင်ဖြစ်တော့မဲ့ကျမအကူထွန်းရဲ့အချစ်တွေကြောင့်ဒုတိယကိုဝင်ထည့်ရနေပါပြီလို့လဲပရိသတ်တွေကိုထုတ်ပြောထားပါသေးတယ်။